ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောအတွင်းမှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းစစ်တွေစတင်နိုင်တယ်အပြောင်းရွှေ့ပြောင်းလဲရှိမယ်အကြံစစ်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရပ်တန့်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ်ရည်မှန်းချက်စစ်နဲ့ဘဝတိုးတက်မှုစစ်တွေကိုဖန်တီးနိုင်တယ်။၂၀နှစ်နေမှာအလုံးစစ်ရည်မှန်းချက်စစ်တွေအောင်မြင်မယ်။ 23ရက်နေ့မှာရန်တိုက်ခိုက်နေတဲ့ထိတိုက်တွေ့တတ်တယ်အဲ့ဒီနေ့မှာအသွားလောက်ယူဆရမယ်အဓိကအရှိတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလောက်ယူဆရမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံကောင်းခြင်းတွေရှိ25ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့အစ်မြင့်သောဘဝကိုရရှိနိုင်ခြင်းချုံမယ် 26ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်နေနဲ့ထိတိုက်တွေ့တတ်တယ်29ရက်နေ့မှာတော့စိတ်ချမ်းမြေမယ်အရာရာဆင်ပြေမယ်အမျိုးသမီးမိတ်ဆွေဒုထာမှခုညီရလိမ့်မယ်28ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့တော့အရှိရကူတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထား30ရက်နေ့မှာစိတ်နှောင့်စိတ်တည်များမယ် အတိုက်ခံနေများမဲ့ဒနသိတိလက်ခတ်နဲ့စမ်းရှင်တဲ့နေဖြစ်တဲ့အတွက်ပန်းဆိုင်ကျွေစေးတစီကိုမွေးနံသာပြပြပြီးစောင့်ထားပြီးလိုရာဆောင်ရွက်ပါ30ရက်နေ့ကတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိတယ်။ဥတီချက်စစ်တွေနဲ့လောက်ကန်စင်ပြေခြင်းတွေကိုကြုံမယ်။တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့စနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။169ခုကနေ့ကျိုးပေးတဲ့အဝါရောက်အပြာရောက်နုနေအောင်နေသုံးပြီးလိုရှိတဲ့ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။ အောက်တိုဘာ20ရက်နေ့23 24 25 26အဲ့ရက်တည်းဟာကောင်းစိတ်မင်္ဂလာရက်ကောင်းရက်မြန်များဖြစ်ပါတယ်။20ရာရက်ကိုရွေးချယ်ပြီးကောင်းစိတ်မင်္ဂလာပြုခြင်းဖြင့်အကြီးအကဲဖြစ်ရောက်ခြင်းညံကင်းခြင်းတိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်။ကောင်းသောကံကြမ္မာများရစေရန်တို့ကအဝါရောင်ပန်းဝင်းတို့ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။